ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မောင်များခင်ဗျာတရင်ကျော်လာပြည့်နေ့ဟာထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်မြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်ကတတ္တမဝါကတ်ဆိုတာရိန်သာနတ်ပြည်ကိုကြွမြန်းတော်မူပြီးမေတော်အမိနတ်သားအမှုပြုတဲ့နတ်ပရိသတ်တို့ကိုအဘိဓမ္မာတေသနာတော်များဖြစ်တဲ့ပဋ္ဌာန်းတရားတော်ကိုဝါရင်း၃လပတ်လုံးဟောကြားတော်မူခဲ့ပါတယ်တရင်ကျော်လာပြည့်နေ့ညမှာတော့တင်ကတ်တဲ့ငကူပြည်ကိုပြန်လဲကြွမြန်းခဲ့ပါတယ်ဒါကြောင့် တတင်းကျိုလာပြီးနေကိုအဘိဓမ္မာအခါတော်နေ့လို့သတ်မှတ်ပြီးမြတ်စွာဘုရားရှင်အားပူဇော်တဲ့အနေနဲ့စီမီပူဇော်ဝဲများနှစ်စဉ်ကျင်းပလေးရှိပါတယ်ဒီကနေ့စီစဉ်မှာတော့ဝရဒါထာဓာတုဇေရီယဆွေတော်မြတ်ဇေရီတော်မှာ2015ခုနှစ်အော်တိုဘားလ28ရက်နေ့ကကျင်းပတဲ့စီမီပူဇော်ပွဲအကြောင်းကိုရိုက်ကူးထုတ်လွှင့်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ဒီပူဇော်ပွဲကြီးဟာမြမခီးသွွားလုပ်ငန်းရှင်များအသင်းနဲ့တန်ယိုးများမှတန်တမာများဆက်ဆက်အသင်းဖွဲ့များပူးပေါင်းပြီးဒုတိယကြိမ်မြောက်ကျင်းပတဲ့ပူဇော်ပွဲဖြစ်ပါတယ်။ဒီလိုပူဇော်ရခြင်းနဲ့ပတ်သက်လို့မြမခီးသွွားလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူဦးသက်လွင်တိုးကအခုလိုရှင်းလင်းပြောကြပါရစေခင်ဗျာ။ကျွန်တော်တက်လွင်တို့ပါမြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌတာဝန်ယူထားပါတယ်ကျွန်တော်ဒါဒုတိယကြိမ် အဲကျင်းပခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အဓိကတော့မြန်မာနိုင်ငံခီးသွားလုပ်ငန်းရှင်များတင်ရမှာဥဆောင်ပြီးတော့ဒါကျွန်တော်တို့ခီးသွားလုပ်ငန်းရှင်အဲမိသားစုတွေရောကျွန်တော်တို့ဒီဧည့်သည်တွေရောနောက်ခုနပြောလို့တန်တမန်အတိုင်းဝိုင်းနေနေပါကျွန်တော်တို့ဒါအဲလှုပ်ချင်းဖြင့်ကျွန်တော်ပုံမိုပြီးတော့အဲတယောက်တစ်ယောက်ချစ်ချစ်ရင်းမှုရှိပါတယ်။နောက်ခီးသွားလှုပ်ဖို့ကင်ဘက်တွေနောက်ကျွန်တော်တို့ရဲ့ဒီညီနောင်အသင်းတွေနဲ့အတူဒါလှုပ်ချင်းဖြင့်ကျွန်တော်တို့ကဒီ tourism နေနဲ့ ပုံမူပြီးတော့ဟိုကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါ promotion တစ်ခုအနေနဲ့ကျွန်တော်တို့ကဒါလုပ်တာလည်းဖြစ်သလိုနောက်ရိုးရာယဉ်ကျေးမှုနဲ့အညီကျွန်တော်တို့ဒါအဲလိုစီရင်စီရင်ကျင်းပခြင်းဖြင့်ကျွန်တော်တို့ပို့ပြီးတော့ဒါနိုင်ငံသားတွေအတွက်ဒါ attraction တစ်ခုလည်းဖြစ်တယ်ဒါကျွန်တော်တို့ tourism new product တစ်ခုအနေနဲ့လည်းကျွန်တော်တို့ကပေါ်ဆောင်ရရည်ရထားပါတယ်ဒီနေ့ကတော့အားလုံးစီမီ6000ကိုကျွန်တော်တို့ထွန်ပါတယ်မနေ့ကလည်းကျွန်တော်6000ကိုဒီလိုကျော်တော်မြတ်အစီအစီတော်မှာကျွန်တော်တို့ကျင်းပခဲ့ပါတယ်အဲဒီတရက်ပါပဲလာပြင်းနေ့တရက်ပါပဲ ်မနေ့ကတော့ကျွန်တော်တို့ဒီအဲတန်ဃာတွေကိုကျွန်တော်တို့ဆွံကတ်တာတွေတရားနာတာတွေကျွန်တော်တို့အဲကျင်းပခဲ့ပါတယ်မြတ်စွာဘုရားရှင်ဒါတောင်ရင်နတ်ပြည်ရန်ပြီးတော့ဒါအဲကျွန်တော်တို့ပြန်ကြွလာတဲ့ထိမ့်မှန်နေတာကျွန်တော်တို့မြန်မာရိုးရာနဲ့ညီလှုပ်လာကြတော့ဒါဒီမှာလည်းကျွန်တော်တို့ဒီပဲဘုရားရှင်ကိုတော့မြတ်ကိုယ်တိုင် ွားရောက်တယ်လို့ကျွန်တော်တို့ခန်းစားရတယ်လို့ဒီပြင်ကျွန်တော်တို့ဘိုရဘာသာဝင်နေရောနောက်တချို့နိုင်ငံသားတန်တမန်တိုင်းဝင်ကျွန်တော်တို့နိုင်ငံသားဧည့်သည်တွေရောဒါဒီလိုတူတူကလာခြင်းဖြင့်ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့လှပတဲ့အမွေအနှစ်တွေရင်ကျင်းမှုလေးထုံးစံတွေကိုကျွန်တော်ကသူတို့ကြည်နူးဝမ်းသာစွာခံစားတွေ့ရှိရတာကိုကျွန်တော်တို့လည်းပါပြောအတိုင်းအမြစ်ဝမ်းသာမိပါတယ်ဆွေရမြတ်ဇေဒီတော်သာသနာ့ဝေယဝိစအတင်းမှာတာဝကထဖြစ်သူဦးဝင်းကျိုင်ကလည်းစီမီပူဇော်တဲ့တမိုင်းနဲ့ပတ်သက်ပြီးအခုလိုရှင်းပြပါပါတယ်။ ကျွန်တော်ကဥဝင်းချိုင်မှာဒီဆွေတော်မြတ်ဇီရီတော်ရန်ကုန်သာသနာ့ဝရဝိဆာအသိကြီးရဲ့ဥက္ခရပါဒီပွဲကြီးကိုတော့ကျွန်တော်တို့ကျင်းပခဲ့တာကတော့92ခုနှစ်လောက်တည်းရကျွန်တော် ကျင်းပခဲ့တာပေါ့နော်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့တော့ယခုဒုတိယအချိန်မြောက်ကျွန်တော်တို့ပူးပေါင်းပြီးတော့ကျင်းပတာပေါ့ဒါဒီပွဲတော်ကြီးကတော့ ဆော်ရမြစီတို့ရန်ကုန်ကောဘကအဖွဲ့ဥဆောင်မှုခံယူပြီးတော့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ကျွန်တော်သာသနာ့ဝေယဝစ္စအသင်းတို့ပေါင်းစည်းပြီးတော့ဟိုလူဝင်အားကျွန်တော်တို့ဒီဟာပါဝင်ပြီးတော့ကျင်းပတဲ့လူဝင်အားဆိုရင်ကျွန်တော်တို့အဖွဲ့အနေနဲ့လူ900လောက်ရှိပါတယ်။ဟောနောက်ပြီးတော့အခုပါဝင်ပြီးတော့ပူပေါင်းလာကြတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီပွဲတော်ကြီးကိုစီကားတိုက်မဲ့ဆိုတာဖြစ်လာတော့ကျွန်တော်တို့အပွန်တံမဲဝမ်းသာပါတယ်။အဲဒီပွဲတော်ကြီးဖြစ်မြောက်ဖို့ကတော့ကျွန်တော်တို့လွန်ခဲ့တဲ့တလကျော်လောက်တည်းက ကျွန်တော်တို့ဒီပွဲတော်ယူစီစဉ်ဆောင်ရွက်ခဲ့တာပေါ့နော်ကျွန်တော်တို့မြန်မာခီးသွားလုပ်ငန်းရှင်များနဲ့ကောပကအဖွဲ့နဲ့ကျွန်တော်အဖွဲ့တွေနဲ့အစည်းအဝေး၃ချိန်တိုင်တိုင်ကျွန်တော်အစည်းအဝေးထိုင်ပြီးတော့မှဒီဟာကိုဖိတ်ကြားရေးဘယ်လိုလုပ်မလဲကျွန်တော်ကကျွန်တော်ကောပကအဖွဲ့အနေနဲ့ဘယ်လိုဆောင်ရွက်မလဲတော့ဒီမြန်မာနိုင်ငံခီးသွားလုပ်ငန်းရှင်များကမိခဲ့သူဆောင်ရွက်မလဲသူတို့အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘက်စီမီ၉000ထွန်းကြီးပူဇော်ရေးကိုတော့ကျွန်တော်သာသနာ့ဝေယဝဆအတင်းအား ာဝန်ယူဆောင်ရွက်ပါတယ်ခုံကြတဲ့ငွေကြေးတွေကိုတော့မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များကနေတော့ဒါထောက်ပံ့ပေးပါတယ်ဒါကြောင့်မလို့အခုလိုကျွန်တော်တို့သုံးပွင့်ဆိုင်ပေါင်းစည်းပြီးတော့လှုပ်လိုက်တဲ့အခါမှာရောယခုဆိုမြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များနဲ့ဟိုတယ်နဲ့ခရီးသွားလာရေးကောနေပြီးတော့ဒါစားတောက်ကုန်လုပ်ငန်းနာမိသားစုတွေကလာရောက်ပြီးတော့အခုလိုဆိုတော့ဆိုတော့မြတ်စီတီတော်ကြီးရင်မြင်တော့တစ်ခုလုံးပေါ်မှာအဲဒီအခုလိုဇရုတီတာတွေကျွေးပြီးတော့ အခုလိုစီကားတိုက်မြိတ်စွာနဲ့ကြက်ပြံမကြစီကားအောင်ဆောင်ရွက်လိုက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရင်ထဲမှာတော့အဲမဖော်ပြနိုင်အောင်ပီတိဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်နောက်များမှလည်းကျွန်တော်တို့မြန်မာခီးသွားလုပ်ငန်းရှင်များအသင်းနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့ထိုကဲ့သို့ဆောင်ရွက်သွားပါအောင်မယ်လို့ကျွန်တော်တို့အခုပြောကြလို့ပါတယ်။ဒီနေ့ကကျွန်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့မအထွတ်မြန်တယ်ပေါ့မြတ်စွာဘုရားရှင်ကတာဝရိန္ဒာနတ်ပြည်မှာမေတော်မိနတ်သားကိုဘွာတွင်၃လပတ်လုံးအဘိဓမ္မာတရားတွေကိုဟောကြားပြီးတော့မ ဒါတင်းကျုံလာပြီးနေမှာတင်ကတ္တနကုပြီကိုဆင်းသက်တဲ့ဟန်ကိုကျွန်တော်တို့ကယူပြီးတော့အခုလိုအဲဆော်ရမက်စီတို့ကြီးမှာ10နေရာပေါ့ယခုလိုအရှိဘက်လေကားကြီးမှာဆိုရင်ကျွန်တော်တို့က2000အဲစီမီ2000เนาะအခုဆိုလို့ရှိရင်ဒါဒီနေ့ဆိုရင်ပို့ရထူကြတာကအဲဘီယနန်နိုင်ငံကတီလာရှင်ဆရာလေးများလည်းအပြီးပြဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်ကတီလာရှင်ဆရာလေးများလည်းတထောင်เนาะသူတို့လည်းပူပေါင်းပြီးဆောင်ရွက်ပေးပါဆိုတဲ့အတွက်ကြောင့်လို့ယနေ့က9000မဟုတ်တော့ဘဲနဲ့စီမီ1000 ဖြစ်သွားတဲ့အတွက်ကြောင့်ယခုဆိုရင်တွေ့တဲ့အတိုင်းပဲဆိုတော့မှစီတူရောရင်းမြင်တော့တစ်ခုလုံးမှာလူတွေကကြိတ်ကြိတ်တူချက်ပြန်မကြအောင်စီကားလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုလို့လုတ်ပေးရတဲ့ပင်ပန်းပေးရတဲ့ပင်ပန်းအကျိုးအခုလို့နှပ်ပါတယ်လို့ကျွန်တော်တို့ဝမ်းသာပါတယ်ဆက်လက်ပြီးမြမခီးသွားလုပ်ငန်းရှင်များအသင်းမှတွဲဖက်ထွေထွေတွင်းမှုနှင့်ဒေါ်နှင်းမှုဝေကလည်းဆက်ဆက်တင်းများနဲ့ပူပေါင်းဆောင်ရွက်ခဲ့ပုံများကိုအခုလို့ရှင်းပြပါပါတယ်ခင်ဗျာ မနာမည်နေမိုးဝေပါမြန်မာနိုင်ငံခီးသားလုံငန်းရှင်များအသင်းမှာတွဲဖက်ထွေထွေအတွင်းရေးမှုနှစ်တာဝန်ယူထားပါတယ်။ကျမတို့ကတော့ UMTA ဆိုတာမြန်မာနိုင်ငံခီးသားလုံငန်းရှင်များအသင်းပေါ့နော်။အဲကျမတို့အသင်းကနေပြီးတော့ဒီရဲ့သတင်းကျွစီမီထွန်ပွဲတော်ကိုဒီရဲ့ဆွေတော်မြတ်စီတီမှာဒါဒုတိယအကြိမ်မြောက်လာပြီးတော့ပူဇော်ခြင်းဖြစ်ပါတယ်။ အဲအဲ့တော့ဒီခုလိုပူဇော်တဲ့အချိန်မှာအမားတို့ကအမားတို့အတင်းတင်းနဲ့မဟုတ်ဘဲနဲ့အမားတို့ရဲ့အတင်းဝင်နေအားလုံးရောနောက်အမားတို့ခီးသွားလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အတင်းတွေပေါ့နော်အတင်းဆက်တင်းတွေရောဖိတ်ကြားပြီးတော့နောက်ပြီးနိုင်ငံတကာအဖွဲ့အစည်းတန်ယုံတွေကိုဖိတ်ကြားပြီးတော့အမားတို့လာပြီးအတူတကွာစီမီထွန်းပူဇော်ကြခြင်းဖြစ်ပါတယ်အမားတို့ကတော့စီမီ၉တောင်ပေါ့နော်စီမီ၉တောင်ပူဇော်ခဲ့တာပါဒါပေမဲ့မနေ့ကပဲအမားတို့ရဲ့ဟိုတရားနာပွဲကို VNN ဒီလရှင်လေးတပါရောက်လာပြီးတော့သူကလည်း ပူပေါင်းပါဝင်ပြီးတော့စီမီနောက်ထပ်တထောင်ပူဇော်ပါရစေဆိုပြီးတော့အာ ဟိုပါပေါ့နော်ခွင့်တောင်းတဲ့အတွက်အမားတို့ကနေပြီးတော့ထတ်တူပြီးတော့ဒီနေ့စီမီတသောင်းဖြစ်သွားပါလေရှင်ဝမ်းသာတာတော့အရင်ဝမ်းသာတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမားတို့ကအခုဒီမှာစီမီကိုတောင်ပူဇော်ပွဲနေမကဘူးအမားတို့ ਨੇ ဆက်ဆက်တဲ့မောင်နှမအသင်းတွေဖြစ်တဲ့မြန်မာနိုင်ငံစားတောက်ရှင်စားတောက်ဆိုင်လုပ်ငန်းရှင်များအသင်းကရောမြန်မာဟိုတယ်အသင်းကရောနောက်ပြီးတော့အမားတို့အသင်းဝင်တဲ့အသင်းအသင်းသားကုမ္ပဏီတွေကရောအမားတို့ရဲ့ဒီရဲ့အမားတို့ရဲ့အသင်းရဲ့ဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေကရောအကုန်လုံးစတူဒီတာကျွေးမွေးခြင်းတွေပြုလုပ် ောက်တဲ့အတွက်ဒီမှာစီစီကားကားတွေ့ရပြီးတော့ဗောနော်အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အတူတကစီမီပူဇော်ရတယ်စတူဒီတာတွေကြွေးရတာကိုတွေ့ရပြီးတော့အမကတော့အရန်ကိုပီတိဖြစ်ပါတယ်ကိုဒီလိုမျိုးဟိုဥဆောင်ပြီးလှုပ်ရတဲ့ပွဲလေးအောင်မြင်တဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်ပြပပြည်သူများခင်ဗျာဒရင်ညလာပြီးအပြီးဓမ္မခါတော်နေ့ဟာတာဝရင်သာနတ်ပြည်မှပြန်လည်ကြွမြင့်လို့မူလာတဲ့မြတ်စွာဘုရားရှင်အားပူဇော်တဲ့နေနဲ့ကျင်းပတဲ့စီမီထွန်းကြီးပူဇော်ပွဲများဟာ မြန်မာနိုင်ငံအနှံ့ကျင်းပပြုလုပ်ကြတဲ့ဗုဒ္ဓပူဇနီယပွဲတော်တစ်ခုဖြစ်ပါကြောင်းရိုက်ကူးထုတ်လင့်ပေးလိုက်ရပါတယ်ခင်ဗျာချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများကိုစိတ်နှပြချမ်းမြေ့ရှင်လန်းနေကြပါစေခင်ဗျာ